ဟယ်လိုအားလုံးပဲင်္ဂလာပါရှင်ဒီနေ့မှာတော့မဆားရတာကြာပြီဖြစ်တယ်ရန်ကုန်မဟင်္ကပူပူလေးကိုဖြိုးစားခြင်းနဲ့ပုံစံလေးအိမ်မှာလွယ်ချက်စားဖြစ်လို့ချက်နေလေးကိုလာမြရပြရဖြစ်ပါတယ်ဒီနေ့လေးရဆိုလို့ရှိရင်လွယ်ကူမြန်ဆန်ပြီးတော့စားလို့လည်းအရင်ကောင်းပါတယ် ပထမဆုံးဖြူတို့ငါးကိုအရင်ပြုတ်ထားပေးလိုက်ပါမယ်နော်။ငါးကိုကြတော့ဖြူကငချင်းကိုသုံးထားပါတယ်။ဒီနေရာမှာတခြားငခုတို့ငရွှေတို့သုံးမယ်ဆိုလည်းရပါတယ်ရှင်။ငါပြုတ်မဲ့ထဲမှာဖြူကဆက်ပလင်တချောင်းကိုခုလိုမျိုးလေးထုပြီးချပြီးထည့်ထားတယ်ပေါ့နော်။ရတာအတွက်ကတော့အသားမုံနေငယ်ပြီးတော့စနေမုံလေးနေငယ်ထည့်ပြီးတော့ငံပြရီထမင်းစာဆုံးနဲ့နှဆုံးစာလောက်ကိုထည့်ပေးလိုက်ပါတယ်။ပုံမှန်ရေကောင်းမောင်ငါချက်တဲ့ထဲမှာဆိုလို့ရှိရင်တော့ဒီငါပြုတ်တဲ့ထဲမှာထညက်လေးတစ်ဒုံးလောက်ကိုထည့်ကြတယ်ပေါ့နော်။ဖြူကတော့ဒီတစ်ခေါက်မှာ နေ့9ရက်ချိုးတက်လေးပဲရချင်တာဖြစ်တဲ့အတွက်ထညက်ကိုမထဲတော့ဘူးပေါ့နော်ပြီးရင်တော့ဖြူတို့အဖုံးလေးအုပ်ပြီးတော့ငါးကိုချက်သွားတဲ့အထိပြုတ်ထားပေးလိုက်ပါမယ်ရှင်ဒါလေးတွေကတော့ဒီမုတ်ဟင်ကားထဲမှာအတိအကပါဝင်တဲ့ပစ္စည်းလေးတွေပဲဖြစ်ပါတယ်ဒါကတော့ဟင်းအနှစ်ဖြစ်ထောင်းမဲ့ချက်သွန်နီးချက်သွန်ဖြူဆက်ပလင်းနဲ့ဂျင်းတို့ပဲဖြစ်ပါတယ်ရှင်ပြီးတော့အစင်သစ်ပြင်ထားတဲ့ချက်သွန်တွေအလုံးလိုက်လေးတွေပါမယ် ဒါလေးကတော့ဟင်းဦးထဲကိုထည့်မဲ့ပြုတ်ပြီးတော့လှီထားပြီးသားကျအုပ်တစ်လုံးစာနဲ့အလုံးလိုက်လေးတစ်လုံးစာပေါ့နော်ပြီးတော့ဒီတစ်ခေါက်ချက်မဲ့ရန်ကုန်မဟုတ်ဟင်းကားထဲမှာဖြိုးပါဆန်လုံးမမသုံးဘဲနဲ့ပေါ့နော်ခုလိုမျိုးလေးနှစ်ယောက်ကောင်မဟုတ်ကိုပဲသုံးမှာဖြစ်ပါရဲ့ရှင်ပြီးတော့အစင်သစ်ပြုတ်ထားပြီးသားကလက်ဘဲဝါလေးနင်းငယ်ပါမယ် ဒါလေးကတော့ခပ်ပပနေသားလေးတွေလီပြီးတော့စားနဲ့စနွေးရည်လေးစိမ်းထားပြီးသားမပြောပင်နေငယ်ပဲဖြစ်ပါတယ်ဖြစ်တော့ငါပြုတ်ထားရင်းနဲ့ဒီပစ္စည်းလေးတွေကိုပေါ့နော်လိုအပ်တဲ့ပစ္စည်းလေးတွေကိုလာထောင်ပေးထားလိုက်ပါမယ်နော်အရင်ဦးဆုံးဇက်ပလင်ကိုညှက်သွားတဲ့အထိထောင်ထားပေးလိုက်ပါတယ်ကဲဖြူထောင်းသွားလိုက်တာဆက်ပလင်ညက်သွားပြီဆိုလို့ရှိရင်တော့အစစ်အစ်ပြင်ထားရတဲ့ချက်သွန်ဖြူချက်သွန်နေတဲ့ဂျင်းတို့ကိုထည့်ပစ်လိုက်ပါမယ်နော် ပြီးတော့ဖြိုးကမုံဟင်ကားကိုအယောင်လေးလှချင်တာနဲ့အယောင်တင်မှုလေးနဲ့သုံးစာကိုထည့်ပြီးတော့ညက်သွားတဲ့အထိရောထောင်ထားပေးလိုက်ပါရရှင်။ဖြိုးတို့ထောင်သွားလိုက်တာအာလုံးလည်းညက်သွားပြီဆိုလို့ရှိရင်တော့သူ့ကိုခတ်ထုတ်ပြီးတော့ခနာကဖြိုးတို့ပြုတ်ထားပြီးသားကလေးဘဲဝါလေးနဲငယ်ကိုညက်သွားတဲ့အထိထောင်သွားပေးလိုက်ပါမယ်။ဒီနေရာမှာကြိုက်ဆက်လေးနဲ့ကြက်ယူမယ်ဆိုလည်းရပါရဲ့နော်။ဖြိုးကတော့ငှုပ်ဆောင်လေးနဲ့ပဲညက်သွားတဲ့အထိထောင်သွားပေးလိုက်ပါရရှင်။ ထောင်းသွားတာညက်သွားပြီဆိုလို့ရှိရင်တော့သူ့ရဲ့ပကံသလုံးထဲကိုပြောင်းထည့်ပြီးတော့ရေလေးနဲ့အဆင်သင့်ပေါ့နော်ဖြူတို့ဖြော်ထားပေးရမှာဖြစ်ပါတယ်ရှင်ပြီးရင်တော့ဖြူတို့ပြုတ်ထားတဲ့ငါပြုတ်အိုလေးကိုလာချိပေးလိုက်ပါမယ်နော်ငါပြုတ်လေးကလည်းကြက်နေပြီဆိုလို့ရှိရင်တော့သူ့ကိုဆက်ထုတ်ပေးထားလိုက်ပါမယ်ပြီးရင်တော့ဒီငါပြုတ်အုံမကြံနေတဲ့မလို့အပ်တဲ့ဟာလေးတွေကိုလည်းဖြူတို့စကားလေးနဲ့ဆက်ထုတ်ပေးထားလိုက်မယ်ပေါ့နော်ပြီးရင်တော့ဒီငါပြုတ်ရေလေးကိုပဲဖြူတို့ပြန်သုံးမှာဖြစ်ပါတယ် ငါပြောက်လို့လည်းရပြီဆိုလို့ရှိရင်ငါ့ကိုအယူနှိပ်ပေးထားလိုက်ပါမယ်နော်။ကဲငါယူလဲနှိပ်ပေးပြီဆိုလို့ရှိရင်တော့ဖြိုးလို့စပြီးတော့ချက်ပေးရန်အတွက်ဦးထဲကိုစီနေငယ်ထည့်ပေးလိုက်ပါမယ်။စီလေးပူလာပြီဆိုလို့ရှိရင်တော့စနေမော်လေးနေငယ်ကိုထည့်ပေးလိုက်မယ်။ပြီးရင်တော့ဖြိုးတို့ထောင်းထားတဲ့မြုပ်တီနှစ်လေးကိုထည့်ပြီးလို့ရှိရင်တော့အနက်လေးမွေးလာတဲ့အထိစီသက်ပေးသွားလိုက်ပါမယ်ရှင်မြုပ်တီနှစ်လေးကအနက်လေးမွေးလာတဲ့အထိဖြိုးတို့ခဏလောက်စီသက်ပေးသွားလိုက်မယ်ပေါ့နော် အိမ်မမဟင်ကလည်းမချက်စာဖြစ်တာကြာပြီပေါ့နော်ဒီနေ့မှာတော့စားချင်နေတာနဲ့လွယ်လွယ်ကူကူလေးပဲစားချင်တဲ့ပုံစံလေးတိုင်းချက်စာဖြစ်ပါရဲ့ရှင်ကဲဖြိုးရဲအညှုပ်သေးနှစ်လေးကအနဲ့လေးမွေးလာပြီဆိုလို့ရှိရင်တော့ရုံးလွင်ထားတဲ့ငါးကိုထည့်ပြီလို့ရှိရင်ဓမ္မတော်အောင်မွေးထားပေးလိုက်ပါမယ်နော်ငါးကိုကြတော့ဖြိုးဝငချင်းကိုသုံးဟာဖြစ်တဲ့အတွက်မဟင်ကမှအနဲ့လေးရမှာဆိုလို့လုံးဝ၆လာတဲ့အထိတော်သွားပေးလိုက်ပါရဲ့ရှင် ခဏလောက်ကြော်ပေးတာနဲ့သူ့ရဲ့ဟိုဖြူကငံပြိုက်ဤနေငယ်နဲ့အသားမုံနေငယ်ကိုထည့်ပေးလိုက်ပါတယ်။ပြီးရင်တော့တမတော်အောင်ပြန်ပြီးတော့မွေးထားပေးလိုက်ပါမယ်ရှင်။ဒီငါးကိုလုံးဝခြောက်လာတဲ့အထိအချိန်လေးပေးပြီးတော့ကြော်သွားပေးလိုက်ပါတယ်။ငါးကြော်လေးကစီလေးပြက်ပြီးတော့ချက်ချောက်လေးဖြစ်လာတဲ့အထိပေါ့နော်။ကဲဒီဒီဟာဆိုလို့ရှိရင်တော့ဖြိုးတွေငါးကြော်လေးရတော့ရပါပြီရှင် ရပြီဆိုလို့ရှိရင်တော့သူ့ကိုဖေးဖဲ့ပြီးတော့ပေါ့နော်ဖြိုတို့ခနာကပြုတ်ထားတဲ့ငါးဖြုတ်အိုးလေးကိုပြန်တက်ပေးလိုက်မယ်ပြီးရင်တော့ဒီကြော်ထားတဲ့ငါးလေးကိုထည့်ပေးလိုက်ပါမယ်နော်ပြီးလို့ရှိရင်တော့ဖြိုးတို့ရေကိုကိုလိုအပ်တဲ့လောက်ထပ်ထပ်ပေးမယ်။အနက်လေးမွေးစရံအတွက်ဆက်ပလင်းလေးတစ်ချောင်းကိုထုပြီးတော့ထည့်ပေးလို့ရှိရင်တော့အဖုံးလေးအုပ်ပြီးတော့ပွက်ပွက်ဆူလာတဲ့အထိတည့်သွားပေးလိုက်ပါမယ်နော်။ဖြိုးတို့တည့်သွားလိုက်တာခုလိုမျိုးလေးပွက်ပွက်ဆူလာပြီဆိုလို့ရှိရင်တော့အပြောဥနဲ့ဒီကြက်သွုံကိုဖြိုးတို့ထည့်ပေးလိုက်ပါမယ်နော်။ ပြီးရင်တော့ဖြိုတို့ခဏကထောင်းပြီးတော့ရေဖြိုထားတဲ့ဒီကလေးဘဲပေါပြုတ်လေးကိုထည့်ပြီးလို့ရှိရင်သမတော်အောင်ခဏလောက်ဝင်ထားပေးလိုက်ပါမယ်ရှင်ခဏလုံးမှွေသွားပြရနဲ့ဟင်းအိုးလေးပွက်ပွက်ဆူလာတဲ့အထိပေါ့နော်အဖုံးလေးအုပ်ပြီးတော့တဲသွားပေးလိုက်ပါရစေ။ ဖြူတို့တက်သွားလိုက်တာအခုလိုမျိုးလေးပပွက်ဆူလာပြီဆိုလို့ရှိရင်တော့ပြုတ်ထားပြီးသားချက်ဥလေးကိုထည့်ပေးလိုက်မယ်ပြီးတော့ဖြူကဆန်လုံးမောက်စာဒီဆန်စိမ့်မောက်လေးထမင်းစာစုံတစုံစာလောက်ကိုရေလင်းနဲ့ဖြော်ပြီးတော့ထည့်ပေးလိုက်ပါတယ်ပြီးရင်တော့ဖြူတို့ငှုပ်ကောင်းမောက်လေးကိုကိုလိုအသက်လောက်ထည့်ပြီးလို့ရှိရင်သမတော်အောင် ပြန်ပြီးတော့ဝင်ထားပေးလိုက်ပါမယ်ရှင်ဖြူတို့ခဏလောက်သူ့ကိုဝင်ပြီးလို့ရှိရင်တော့ဒီငပြောဥလေးလေးလုံးဝနူးလာတဲ့အထိပေါ့နော်ဖုံးလေးအုပ်ပြီးတော့အချိန်လေးခဏပေးပြီးပေါ့နော်ဖြူတို့တည်သွားပေးလိုက်ပါမယ်ရှင် ကဲဖြိုးတော့တဲသွားလိုက်တာအချိန်လေးနည်းနည်းလေးရလာပြီပေါ့နော်ခုလိုမျိုးလေးဟင်အိုးလေးကလည်းပပွက်ဆူလာပြီဆိုလို့ရှိရင်တော့ရတာပုံငန်ကိုကြီးကြည့်ပေးလိုက်ပါမယ်ရှင်ရတာပုံငန်ကိုတော့ကိုစိတ်ကြိုက်ပြင်ဆင်ပေးနိုင်ပါတယ်နော်ဖြိုးကတော့သူ့ရဲ့ကိုစားလေးနှင်းငယ်ထက်ထက်ပေးလိုက်တယ်ပြီးတော့ငှက်ကောင်မှုလေးနှင်းငယ်ကိုထပ်အုပ်ပေးထားလိုက်တယ်ပေါ့နော် ကဲရတာလည်းလုံဝဆက်ကြည့်ပြီဆိုလို့ရှိရင်တော့ဖြိုတို့ရဲ့ရန်ကုန်မုန်ဟင်ကလေးကတော့ချက်ပါပြီရှင်။မပြောဦးလေးဆိုလို့ရှိရင်လည်းလုံဝနူးနေပြီပေါ့နော်။ဖြိုအကြိုက်ချက်ထားတော့လေ။ကြည့်ပါအောင်။ရောင်စင်းလေးကဆိုလို့ရှိရင်စားချင်းစရာလေးပေါ့နော်။အနက်လေးကလည်းရန်ကုန်မွေးပါတယ်။ဟင်းရီဦးလေးလည်းချက်ပြီဆိုလို့ရှိရင်တော့စားမပကင်ထဲကိုမုတ်ဖက်ကူကူလိုအတက်လောက်ထည့်ပေးလိုက်မယ်။ပြီးရင်တော့ချက်ထားပြီးသားရန်ကုန်မုန်ဟင်ကပူလေးကိုအပေါ်ကဆန်ပြီးလို့ရှိရင်တော့ကိုနှစ်သက်ရာအသေးရွက်လေးတွေနဲ့တွယ်စားနိုင်ပါပြီရှင်။ဖြိုကတော့ပက်ကက်ချွတ်ချွတ်လေးနဲ့တွယ်စားဖြစ်ပါတယ်။ကဲခုဆိုလို့ရှိရင်တော့လောက်ရတာလွယ် ော့ကူပြီးတော့စားလို့အရန်ကိုကောင်းတယ်ရန်ကုန်မဟင်ခပူပူလေးရတော့စားဖို့အဆက်တဖြစ်နေပါပါရှင်စားလို့လည်းအရန်ကောင်းပြီးတော့လုံနေလေးရလည်းလွယ်ကူတာမို့ဒီဗီဒီယိုလေးရအားလုံးအတွက်ဆက်ပြီးမြန်လို့ပြောနေပါရှင်ကဲဒီနေ့ရဲ့ဗီဒီယိုလေးရတော့ဒီလောက်ပါပဲเนาะဒါဆို ဖြိုးနေဖို့တည်တည်မှာပြန်ဆုံးကြမယ်เนาะအားလုံးအပိုင်